Universe တောင်ကြီးပွဲရနေပြီးတော့ရွေးထုတ်လိုက်တယ် Miss Universe တောင်ကြီး2025အလှမယ်။ညာတိတ်နေတိလည်းဖြစ်ပါတယ်။တောင်ကြီး Miss အနေနဲ့ကိုစားပြုရရှိခဲ့တဲ့အတွက်အရန်ဝန်တာပါရရှင်။ဟုတ်ကဲ့ပထမဦးဆုံးပါပဲရှင်။ Join ဖြစ်တာညီမဝတ္တနာပါရရှင်။အရင်ကဝတ္တနာပါရအခုကအခွင့်အရေးကြုံလာနေတခါတည်း Join ဖြစ်လိုက်တာပါရှင်။ ဒါကတော့ဒီ question answer ကတော့သူရဲ့ brain ကိုညီမတို့ကစမ်းတက်တာလေပြီးတော့ခါကျတော့အကုန်လုံးကလည်းအလှပချင်းရှင်အကုန်လုံးကတန်းတူပဲဒါပေမဲ့လည်းသူတို့အုံနောက်ကိုလည်းထပ်စမ်းတက်ရမှာကိုဟိုအဲ့လိုဆိုတော့ဒီအုံနောက်ပုံမူတည်ပြီးတော့သူရဲ့အမေးဖြစ်ပုံမူတည်ပြီးတော့ပဲဘယ်သူကဝင်လာရမလဲဆိုတော့ကွာရှားသွားတာအဲ့လိုဆိုတော့ဘယ်သူဖြတ်ထုညံကောင်းရင်တော့ကောင်းတဲ့သူကတာရသွားမှာပဲအဲ့လိုဆိုတော့သူတို့ဘယ်လောက်ဖြတ်ထုညံကောင်းမလဲဆိုအန်စင်းနေရမှာမိခွန်လွဲတဲ့ဟာပဲပေးလိုက်တာဟိုသူတို့လည်းခက်ခဲတွေဆိုရိုင်းမဖြစ်နိုင်ကြမှာဆိုလို့လေပြီးတော့အင်္ဂလိပ်လိုလည်းဖြစ်နေရောခါကျတော့အဲ့ဒါနဲ့သူကလည်းဟိုဘယ်လိုစဉ်းစားလိုက်လဲမသိဘူးညီမတို့ဘယ်လိုဖြစ်မလဲပေါ့နော်သူကတော့ ဟိုမဖြေနိုင်တော့ဘူးထင်တယ်ပေါ့ညီမတို့အောက်ကနေဒါပေမဲ့သူ့နာမည်သူဖြေရောအဲပြီးတော့ဟဲ့ဒိုင်းလေးကတစ်ပတ်ပြရသွားသူကတော့ဒီညီမရဲ့ Miss Universe Town G ပွဲရနေပြီးတော့ရွေးထုတ်လိုက်တယ် Miss Universe Town G 2025လာမယ်ငန်းသိမ့်နေတယ်ဖြစ်ပါတယ်တောင်ကြီးမင်းအစ်နေနဲ့ကိုစားပြုရရှိခဲ့တဲ့အတွက်အရန်ဝမ်းသာပါရှင်။ဟုတ်ကဲ့ပထမဦးဆုံးပါပဲရှင်။ drive ဖြစ်တာညီမဝါသနာပါရှင်။အရင်ကဝါသနာပါရအခုကအခွင့်အရေးကြုံတာနဲ့တခါတည်း join ဖြစ်လိုက်တာပါရှင်။ ဟောမင်းကလေးတိုင်းကတော့အလမဲတရားကိုဖြစ်ချင်ကြရပေါ့ရှင်။ညီမလည်းအဲ့ထက်မှတူတူပဲပေါ့ရှင်။အဲ့နဲ့ညီမလည်းအခုတောင်ကြီးမှအဲ့လိုမျိုးပြိုင်ပွဲရှိရဆိုရင်လည်းအဲ့လိုမျိုးပေါင်တင်ပြီး join လိုက်တာရှင်ဟော။ညီမကတော့အဲ့ training ဆင်းတဲ့အချိန်မှာအကောင်ဆုံးတော့လုပ်တယ်ရှင်။ဒါပေမဲ့အဲ့လိုဝင်နိုင်ရသွားမယ်လို့တော့မထင်ထားဘူးရှင်ဟော။ဘာလို့စိတ်တိုင်းကြမှုရှိလဲဆိုရင်ညီမတို့ကလည်းဒီတိုင်းလေးရဲ့အားလုံးရဲ့ဆုံးဖြတ်ချက်ကော backstage အမှတ်ကိုကြည့်ရတာပေါ့နော် backstage မှာဆိုရင် तू ကနေတိုင်းအချိန်မှန်တဲ့ အချိန်လေးစားရပြည့်ရမရှိဘူးပြီးရင်လိမ်မာရပေါ့နော်ဟိုကလေးလက်ကလေးဆိုတော့ဒီကျောင်းမှာဆရာမတွေကပြောလို့ရှိရင်လိုက်နာတဲ့အတိုင်းပဲဟိုစီကန်းကိုလိုက်နာတာပေါ့နော်ကလေးဆိုတခုခုပြောရတာနဲ့အကုန်လုံးတိချာလိုက်လုပ်တယ်ဟိုဘယ်နေ့ဘာဝေးရမဲဘယ်နေ့ကျဘယ်လိုမျိုးလေးပြင်ဆင်လာမှာဆိုတာအစားသူတို့ဒီကိပြင်ဆင်လာနိုင်တယ်အကောင်ဆုံးကြိုးစားနိုင်တယ်ပြီးလို့ရှိရင်ဟိုဘယ်ပဲဖြစ်ရှင်နေစိတ်ရှိရပေါ့နော်ဟိုအဲ့ဒါတွေကလည်းတခုပေါ့ပြီးလို့ရှိရင်ညီမတို့တိုင်းနေအကုန်လုံးကလည်းစပွန်ဆာတွေလုပ်ငန်းရှင်တွေပါတယ် ပြီးရင်ဒီအနုပညာရှင်တွေပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒိုင်းနေအားလုံးကတေချာလေးရွေးချယ်စီစစ်ပြီးတော့သူကတော့ဝင်လာရခဲ့တာပါပြီးတော့ question answer ပေါ့နော် question answer မှာလည်းသူကအဖြေကိုထိထိမိမိနဲ့အကောင်းဆုံးဖြေနိုင်ခဲ့တယ်အဲ့ဒါကြီးကြောင့်ပဲသူဒီ crown ကိုရရှိခဲ့တာပါ question answer မအစကတည်းကတခါလေးပြောထားပြီးသားရှင်ညီမတို့ကို best team မှာအစင်းနေပါမယ်ပေါ့အစင်းနေပါမယ်လို့အဲ့လိုပြောထားပါပေါ့ရှင်အဲ့နဲ့ညီမကလေးကြတော့အစင်းကြတာရှင်ဟုတ်ဟုတ် အဲ့နဲ့စင်မမဆိုတော့စဉ်းစားမိရလေးနည်းနည်းထုတ်ပြောလိုက်တာရှင်ဟုတ်ဘူးကြလားဆိုကျမတို့ကတော့ဒီ top 6 answer ကတော့ အကုန်လုံးကလည်းလှကြတာဟိုလှတော့မိခွန်းနဲ့အမေဖြစ်မှာပဲမူတည်ပြီးတော့ crown ကရသွားမယ်လို့ပဲညီမတို့ပြောခဲ့တာတချို့ဆိုလို့ရှိရင်ညီမတို့ပွဲမှာ crown ထိမှန်ထားပြီးတော့တော်တက်မှလည်းပြုတ်ကျပြုတ်ကျကြံခဲ့တယ်မိခွန်းမဖြစ်နိုင်လို့ပြုတ်ကျခဲ့တယ်ဆိုရင်အများကြီးပဲပေးထားတဲ့မိခွန်းတော့မဖြစ်နိုင်ဘူးညီမတို့ကဒီပေးထားတဲ့မိခွန်းတွေလည်းသူတို့ပေးထည့်ပေးတာပေါ့နော်ဒါမှလည်း crown ထိဆိုလို့ရှိရင်ပေးထားတဲ့မိခွန်းရောနည်းနည်းလေးမိခွန်းလှည့်ထားတာလေးလည်းရှိတာပေါ့ဟိုမြန်မာလိုပေးထားတဲ့ဟာကိုအင်္ဂလိပ်လိုပြန်ပြောင်းတာလေးတွေဟိုတချို့ကျတယ်ဒီပေးထားတဲ့ဟာပဲကြတာကိုမဖြေနိုင်တာမျိုးလေးတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့လို့ဆိုတော့သူ့အလှည့်ကျတော့မိခွန်း2 round လုံးမှမပေးထားတဲ့ဟာကြာလားသူက အဲ့လိုဆိုတော့ဒီဟိုအင်္ဂလိပ်လိုတချို့တော်တော်များဒီချမ်းပြည်ဘက်ကကလေးကြီးကြတော့ဒီနေရကလေးကြီးကြတော့တော်တော်များအင်္ဂလိပ်စာအားနေကြတယ်ရန်ကုန်ကလေးကြီးလိုမဟုတ်ဘူးပေါ့နော်အဲ့လိုဆိုတော့သူအင်္ဂလိပ်လိုကြတော့ဖြေနိုင်ရောဖြေနိုင်မှာမလားပေါ့အဲ best state မှာကဲဒီ make up စရာတွေကလည်းအကုန်လုံးပြောကြတာပေါ့ဘလို့မဖြေနိုင်ဘူးဆိုလို့ရှိရင်အင်္ဂလိပ်လိုမေးလို့နားမလည်ဘူးဆိုပြီးခုနမဲ့ကိုဖြေခဲ့ကြဆိုပြီးတော့ပြောလိုက်တာစပြီးတော့အဲအဲ့ဒါနဲ့သူကလည်းသူ့နမဲ့သူဖြေရော မိတ်ကက်ပြင်နေတဲ့အချိန်မှာကပြောရပါရှင်အဲမာရာအန်စင်ကြီးကိုထည့်ထားတယ်တကယ်လို့မဖြေနိုင်ဘူးဆိုရင်ကိုယ့်နာမည်ကိုယ်ရဖြေချလိုက်ပါရှင်အဲ့လိုအဲ့လိုပုံစံဖြစ်သွားပါရှင်ဒါမဲ့ညီမကတော့စဉ်းစားလိုက်တာရှင်တစ်ချက်စဉ်းစားလိုက်တာပေါ့စဉ်းစားလိုက်တဲ့အချိန်နဲ့ဒီပွဲနဲ့တိုက်ဆိုင်တာဆိုတော့အဲ့လိုလေးထပ်ဖြေလိုက်တာရှင်ကျတော့ဒီ question answer ကတော့သူရဲ့ brain ကိုညီမတို့ကစမ်းတက်တာလေပြီးတော့ခါကျတော့အကုန်လုံးကလည်းအလှပချင်းရှင်အကုန်လုံးကတန်းတူပဲဒါပေမဲ့လည်းသူတို့အုံနောက်ကိုလည်းထပ်စမ်းတက်ရမှာကိုဟိုအဲ့လိုဆိုတော့ဒီ ုံနောက်ပေါ်မူတည်ပြီးတော့သူ့ရဲ့အမေးဖြစ်ပေါ်မူတည်ပြီးတော့ပဲဘသူကဝင်လာရမလဲဆိုတော့ကွာရှားသွားတာအဲ့လိုဆိုဘသူဖြတ်ထုတ်ညံကောင်းမယ်နော်ကောင်းတဲ့သူကတာသွားမှာပဲအဲ့လိုဆိုသူတို့ဘလောက်ဖြတ်ထုတ်ညံကောင်းမလဲဆိုအန်စင်းနေရမှာမိခွန်လွဲတဲ့ဟာပဲပေးလိုက်တာဟိုသူတို့လည်းအခက်ခဲတွေဆိုရိုင်းမဖြစ်နိုင်ကြမှာဆိုလို့လေပြီးတော့အင်္ဂလိပ်လိုလည်းဖြစ်နေရောခါကြတော့အားနဲ့သူကလည်းဟိုဘလို့စဉ်းစားလိုက်လဲမသိဘူးညီမတို့ဘလို့ဖြစ်မဲပေါ့နော်သူကတော့ဟိုမဖြစ်နိုင်တော့ဘူးထင်တယ်ပေါ့ညီမတို့အောက်ကနေဒါပေမဲ့သူ့နာမည်သူဖြစ်ရောအဲပြီးတော့ခါကြတိုင်းတွေကတစ်ခွက်ပြရတော့ဟိုကအဟောရတာပါ ကြိုက်ပါတယ်ဘာလို့ဆိုတော့ तू อ่ะအစင်းမေးခုနာမှာပဲ तू ဖြတ်တူးညံကောင်းကောင်းနဲ့ဖြေနိုင်ခဲ့တယ်ဆိုတော့လေဟုတ်အင်းမသူရနောက်ထပ်ကောင်မလေးတယောက်ရှိသေးတယ်သူတို့ကတော့အသက်ငယ်ဆုံးပေါ့နော်နောက်ထပ်သူနဲ့ first runner အရရကောင်မလေးကတော့အသက်ငယ်ဆုံးပေါ့ဆက်ရှစ်ပြီးတော့ပေါ့နော်ဟုတ်ပြီးတော့မှရှင်ဟုတ်ဟုတ်ဟုတ်အဲ့လိုပြင်ဆင်ထားရလို့တော့မရှိဘူးရှင်ဘာလို့ဆိုညီမအတွေ့အကြုံရအောင်ပဲဝင်ပြန်လိုက်တာရှင်ကိုယ့်ကိုယ်ကိုဝင်နိုင်ရမယ်လို့လည်းမထင်ဘူးရှင်ဘုဘွေလည်းလည်းပဲပြောပြပါဘာလို့ပေါ့ပါလဲအားသာသာနေ ဘယ်လိုရအထားလာလဲဆိုရင်ညီမတို့ကတော့ဒိုင်းကြီးရဲ့ဆုံးဖြတ်ချက်အတိုင်းပဲရွေးချယ်ရတာဟုတ်အဲ့လိုဆိုတော့ဟိုဒိုင်းကြီးကလည်းသဘောကျတယ်သူ့ဖြူလည်းလက်ခံတယ်ပြီးတော့ရုပ်ရည်ပိုင်းကအစလည်းဟို perfect ဖြစ်တယ်ပေါ့နော်ဟိုကျန်တဲ့ပိုင်းလေးတွေကတော့ကလေးဆိုတော့ဟိုငယ်လည်းငယ်သေးတော့ပြီးနေရာလည်းဖြစ်တော့လိုအပ်ချက်တွေကတော့ရှိတယ် ဒါမဲ့လည်းဟိုအလှပပိုင်းကတော့ရော့မနေဘူးပေါ့နော်ဟိုပြိုင်ပွဲဝင်ဖြစ်တဲ့အတွက် Miss Universe ပြိုင်ပွဲဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကုန်လုံးကတော့ perfect ဖြစ်ဖို့လိုရဲဒါမဲ့ तू ပွဲမှာတော့အကောင်းဆုံးလုပ်နိုင်ခဲ့တယ်အဲ့ဒီပုံမူကြီးပြောညီမတို့ရွေးရတာဖြစ်တဲ့အတွက်သူ့ရဲ့ဒီအဲ့လိုမျိုးပေါ့တချို့ပြင်ဆင်ဖို့လိုအပ်တဲ့အရာလေးတော့အများကြီးရှိတာပေါ့နော်အဲ့ဒါတော့ तू ကလေးလိုဖြစ်နေရလေးဒီပြလို့ရှိရင်ဒီလို့ပြောရမလဲကြောက်နေရလေးပေါ့နော်အဲအဲ့လိုမျိုးလေးရှိတယ်တခုခုဆိုလို့ရှိရင်မျက်ရည်ကကျပြီအဲအဲ့လိုမျိုးလေးရှိတော့ခါကျညီမတို့ကတော့အများကြီးပန့်ပိုးပေးရတာပေါ့နော်ကိုကလည်းဒီတယောက်ကလည်းဒ ကိုရဲ့ဒီ Miss Universe တောင်ကြီးကိုစားပြီးအလှမဖြစ်သွားဘူးဆိုတော့အကောင်းဆုံးတော့ညီမတို့ကပံ့ပိုးပေးသွားမှာပါ။သူကတော့သူ့ကိုယ်သူလည်းဒီပွဲမှာလည်းရမယ်လို့မထင်သလိုပြီးလို့ရှိရင်ဘာမှလည်းပြင်ဆင်ထားမှမရှိဘူး။တချို့ကျဘာ project တွေပါလဲအပြိုင်ဆိုင်ပြင်ဆင်ပြီးမှလာပြိုင်ကြတာကိုဟိုသူကျတော့လည်းသူ့ကိုယ်သူတိုင်းမဲ့သူလည်း ဝါသနာပါတို့ဒါပေမဲ့အပြောဝင်ပြိုင်လိုက်တာပဲဒါပေမဲ့ရလာမယ်လို့လည်းညီမတို့လည်းမထင်ဘူးအဲသူကသူပဲခွာဖြစ်သွားတာပေါ့နော်ပြီးရင်သူနဲ့နောက်ထပ် friend နဲ့အရာတကောင်မလေးဆိုလဲသူတို့ခုကကိုမထင်ကြားကြဘူးပေါ့နော်ဒါပေမဲ့စင်မမကကျတော့ဒိုင်နီကဆုံးဖြစ်တာဆိုရင်ညီမတို့ကလည်းမပေးလို့မရဘူးလေအဲလိုဆိုတော့သူတို့ရဲ့ကန့်တရားပါပဲဒီခုအမေးဖြေရလဲကောင်းသွားတာကိုသူတို့နှစ်ယောက်စလုံးကဒါပေမဲ့ question and answer ကျသူတို့ရဲ့ brain ကိုညီမတို့ကစမ်းသပ်တာလေအခုဒီနေ့မေးတဲ့မေးခွန်းမှာဆိုလို့ရှင်လဲမေးခွန်းမှာကိုဘာမှမဖြေဘဲနဲ့ဖြေပါဆိုတော့မေးခွန်းနေအောင်ညီမတို့ထည့်ထား အဲ့လိုဆိုတော့သူစကားလုံးမပြောဘဲနဲ့မိကုံးကိုဖြေပြပါဆိုမိကုံးတောင်ညီမတို့လှည့်ပြီးထည့်ထားအဲ့ဒါကိုဖြေနိုင်တဲ့သူ brain ကောင်းတဲ့သူကတော့ရသွားမှာပဲသူကသူမိကုံးကိုဘလောက်ထိပဲရှွ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 ှ စင်ပေါ်ရောက်မှာပဲပွဲပြီးမှာပဲတည်ရောက်မှာပါဒီနေ့ကတော့ဟို Miss Universe အလုံးပွဲကြီးမှာဟိုအကောင်းဆုံးညီမတို့အနေနဲ့တော့ဒိုင်းနေစုံဖြတ်တဲ့အတိုင်းကော backstage အမှတ်အတိုင်းဟိုရောအားလုံးစီစစ်ပြီးတော့ Miss Universe အလုံးအလှမယ်ရဲ့ Miss Universe လာရှိုးအလှမယ်ရဲ့တခြားလေးရွေးချယ်စီစစ်ပေးသွားမှာပါအဲ့ဒါပြီးတော့ဒီဘယ်လိုပြောရမလဲ Universe ကိုကညီမတို့ကတစ်ခုပဲနှစ်မျိုးပဲရွေးချယ်စီလို့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ အရန်တော်ပြီးတော့ဟိုကြံခဲ့တဲ့အလားမယ်လည်းရှိကောင်းရှိနိုင်တယ်အဲ့လိုမျိုးဆိုတော့ညီမအနေနဲ့အရန်သဘောကျတဲ့သူအရန်လည်းတော်တဲ့သူဒိုင်းနေအမှတ်ထဲမှာမှမပါခဲ့ဘူးဆိုလို့ရှိရင်တော့အဲ့ဒီကကိုညီမရဲ့ organization ကနေပြီးတော့ဟို crown ပေးဖို့အတွက်အထီးညီမစီစဉ်ထားပါတယ်ရှင့်သူတို့တို့အရန်ရင်ခုန်နေရှင့်ညီမလေးလေးလေးဟုတ်ဟုတ်အဲအကောင်လုံးရစီချင်တယ်ဟုတ်ဟုတ်ကဲ့ရှင်